ဟိုဘယ်လိုပြောမလဲဓာရီကလည်းဟိုလိုအပ်ကိုလိုအပ်လို့လောက်ရတဲ့အရာတစ်ခုပေါ့နော်တစ်ခုတကယ်တမ်းကျတော့စာချုပ်ပေါ်မှာလက်မှတ်ထိုးရဲဆိုပေမဲ့သူနဲ့ကိုယ်နဲ့အဓိကပါပဲဟုတ်ပါတယ်လိုမလိုဘူးလားလို့မင်းရင်လေအဲ့စာချုပ်ပေါ်မှာလေတကယ်တမ်းကျတော့လိုတယ်တစ်ချိန်ကြရင်တကယ်ကိုလိုအပ်လာတယ် ဆင်အဲ့လိုအတိလေးရှိတော့လဲဝမ်းသာဆရာကောင်းပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့နော်။ဟိုကိုရဲမြန်မာမျိုးသမီးတွေလည်းဖြစ်ပြန်နေဆိုတော့လေကိုယ့်ရဲ့ဒီထုံတန်းစင်လာရကိုယ့်ရဲ့ဘာသာညီချင်းမှုရကြတော့ဒါလေးတွေကအရေးထားရမယ်။စိတ်ပိုင်းတွေဖြစ်တယ်ပေါ့နော်။ဒါလေးတွေအရေးမထားဆိုမှဆော့ပြောလို့ပဲလေလူဆိုတော့အတ္တမျိုးလေဟုတ်လား။ကိုကနေချင်းလို့နေခဲ့ပြီးတော့မှငါ့ဟာသူ့ဟာဆိုဆွဲတဲ့အချိန်ကကိုဘာမှလုပ်လို့မရတော့ဘူးလေ။ဟုတ်တယ်နော်။ဒါလိုမျိုးကြီးလည်းဖြစ်တတ်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင်သမီးကိုအန်ဒရထမေးချင်တာပေါ့နော်။ သမီးရဲ့ဒီပြောရင်းဆိုရင်လည်းသမီးရဲ့အိမ်တော်ရဲ့အကြောင်းလေးလည်းပါသွားတယ်သမီးရဲ့ခံယူချက်လေးလည်းပါသွားတယ်အဲ wedding planning ပေါ့နော်ဆိုတော့ဒီဖက်ခက်မှာ wedding planning တွေအများကြီးပေါ့နော် wedding planner ပေါ့เนาะမင်္ဂလာဒီရဒီရ season တဲ့သူကပေါ့เนาะအခုတဖြည်းဖြည်းနဲ့များလာတာအလို့တွေ့ရတယ်များလာတယ်ဆိုမဲ့လည်းဒီနိုင်ငံမှာတော့လက်ချိုးရည်လို့ရနေပါလေတမီးကဘလို့ idea ရမိတာကိုထူထောင်ဖို့စိတ်ဖြစ်ပေါ်လာတယ်ပေါ့เนาะ ဟိုအိမ်အောင်မကြခင်ကလည်းအစရရတမီစီဝိုင်းတခုလုပ်ဖို့စဉ်းစားထားတယ်ဒါပေမဲ့ကိုနဲ့အဲ့လိုဆက်ဆက်နေတဲ့အလုပ်လေးတခုပေါ့ကိုဘာဝါသနာပါလဲကိုဘေးဟာမျိုးအဓိကကိုလှုပ်ချင်တဲ့အလုပ်နဲ့ဝါသနာနဲ့တစ်ထပ်သေးကြတဲ့အလုပ်ကအောင်မြင်တယ်လို့တမီကသတ်မှတ်တယ်အဲ့တော့ဒီလုပ်ငန်းတခုကိုလုပ်ဖို့တော့အရင်ကလေးကလည်းအဲ့လိုစိတ်ကူးရှိရပါတော့ အဲဆိုကိုနဲ့နည်းနည်းလေးကိုကိုရဲ့အမှုပညာနဲ့လည်းပတ်သက်ပြရပါတော့ဒီ pre wedding ရိုက်တာတို့တပုံရိုက်တာတို့ပြီးတော့လက်လက်ပပလေးပေါ့အဲအဲ့လိုဆိုကိုအစရဲလည်းဒီလုပ်ငန်းကိုလုပ်ချင်ပေမဲ့လည်းဒီအမှုပညာတစ်ဖက်နဲ့ဆိုမလုပ်ဖြစ်ဘူးပေါ့အိမ်တော်ကြာပြီးရဲ့ချိန်မှာတော့စောက်ချပြီးတော့လုပ်ဖြစ်တယ်ပြီးတော့လုပ်ရင်းလုပ်ရင်းထဲမှာအလုပ်တစ်ခုကလေအလုပ်ကတော့တင်ပေးသွားတာပဲအလုပ်ကတော့ဘိုးလေဟိုမတိတဲ့အလုပ်တစ်ခုကိုလေအလုပ်ရတာဖြစ်တဲ့အတွက် land from mistake အများကြီးပဲအမားတွေလည်းရှိတယ်ကြုံရတာလည်းရှိတယ်ပြီးတော့ဘာတွေမြင်လာလဲဆိုတော့ဘိုးတို့တော့ဆိုရင် လောက်ဝိုင်းခုပြီးတော့လုပ်ပေးကြတယ်ဝိုင်းခုပြီးတော့เนาะဘိုးရဲ့ makeup သမားအကုန်လုံးပေါ့เนาะတာခတ်ခဲ့မိင်္ဂလာဆောင်ကြီးမှာလက်ဟိုလက်ထက်လက်ဆက်ကြံခဲ့တယ်အဲ့လိုမျိုးလက်ထက်လက်ဆက်ကြံခဲ့တယ်ကြံခဲ့တော့အာအမျိုးသားရဲ့အကိုရဲ့လက်ဆက်နဲ့လက်ထက်လက်လို့ဆွတ်လိုက်ရပါเนาะဆိုတော့ဒီလိုအခက်ခဲမျိုးတွေဒါကခုဘိုးရဲ့ဘိုးကြီးတယောက်တည်းပေါ့เนาะဟုတ်ကဲ့ဆိုတော့ခုနောက်ပိုင်းမှာပြီးတော့နောက်တစ်ခုကဘိုးရဲ့ဘာမြင်လဲဆိုတော့ ဒီခေတ်ကြီးမှာစီးပွားရေးကယောက်ျားမိမမခွဲကြဘူးအကုန်လုံးလုပ်နေကြတာပတ်စံရှိတဲ့သူပဲဖြစ်ဖြစ်ပတ်စံမရှိတဲ့သူပဲဖြစ်ဖြစ်ဟိုးရင်ခေတ်တရားဆိုရင်ရအင်းယောက်ျားတယောက်လုံးရင်အကုန်လုံးကထိုင်စားလို့ရဒီခေတ်ကတော့မြင်ရတယ်မြင်ရတဲ့ဖြစ်သူလည်းလှုပ်ရှုပ်တယ်ကိုလည်းလှုပ်ရှုပ်တယ်လက်ထက်ကိစ္စကြောက်ရတယ်လှုပ်ကိုလှုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက်ခေါင်းမရှုပ်ချင်ကြတော့တော်တော်များများ ဟိုအကုန်လုံးအက်လိုက်တာဗောနော်အခုနောက်ပိုင်းဆိုရင် wedding planner ညားလာတယ်ညားလာတယ်အကြောင်းရင်းကအဲ့ဒါကြောင့်လို့တမိချင်တယ်ဒါဆိုအဲ့ဒါချက်မေးကြည့်ချင်တာဟုတ်ဒီ wedding planning ဆိုတာတော့အစစ်အစအမျိုးမျိုးရှိတာဟုတ်မျိုးမျိုးဆိုတာအများကြီးစင်ကစင်ကသွားတယ်ဘာသာစင်မှုနောက်ဆုံးမင်္ဂလာဆောင်မယ့်နေရာဟလာလက်ကင်ပန်းကအစနော်တယ်ဆိုအနက်အဆုံးဖနက်အဆုံးအမျိုးမျိုးဆိုတာအဲ့လိုမျိုးမင်္ဂလာဆောင်ဖို့ဆိုတာကဟိုဗောနော် ဆိုတော့အန်တူပြောလို့ပဲကိုယ့်ရဲ့ class တခုကိုယ့်ရဲ့ပေါ့နော်ဘယ်အဆင့်ရှိတယ်ဆိုတဲ့ဟာပြတဲ့ပုံမှာအမျိုးမျိုးရှိကြတယ်ပေါ့နော်ဟုတ်အဲ့တော့တမန်အခြေခံလူတန်းစားအနေနဲ့ဟိုဘုန်းကြီးเจ้าမှာတွားရင်လက်ထပ်တဲ့ခါမျိုးကြရင်ရောတမီးအဲ့လိုမျိုးတမီးတို့ဘယ်လိုမြင်မလဲအမေဒီ planning နဲ့ပတ်သက်တယ်ဟာဘယ်လိုမြင်လဲဆိုတော့တမီးတို့အခုလုပ်တဲ့အလုပ်ကဘေးနေရာမှာပဲဖြစ်ဖြစ်ပေါ့ဒီ area ဒီ accessory ရ logo လိုအပ်တယ်အနေသူရဲ့သူကသူအဆင့်လိုက်ခွဲသွားတယ်ဆိုပေမဲ့လေတချို့တွေကကိုကကိုကိုကိုတူကိုသားပေါ့နော်ကို မိဘထောက်ပံ့ထားတာမဟုတ်ဘူးအဲကိုခြေရောက်ပုဂ္ဂိုလ်ယက်တိပြီးတော့မြင်လာဆောင်မဲ့သူတွေရှိတယ်အဲ့တော့အများကြီးမသုံးနိုင်တဲ့သူတွေရှိတယ်အရင်နည်းနည်းနဲ့အရင်နည်းနည်းနဲ့လေးနဲ့ပေါ့အဲ့တော့အများကြီးမသုံးနိုင်ဘူးလောက်ကလည်းလှုပ်ချင်တယ်အဲ့တော့ဟိုကုန်ကြစီနည်းနည်းအဲလှလှပပတင်းတင်းတက်တက်အဲ့အဲ့လိုမျိုးတွေပေါ့အနီလူခဏပြောသူလို့ तू ကအပိုင်းနဲ့အပိုင်းနဲ့တော့အများကြီးပဲဟိုပြောရမယ်ဆိုတော့တကယ်အရှိန်ကြီးဟုတ်ဟုတ်လို့ပေါ့ကိုနိုင်တလောက်ကိုနိုင်တဲ့ဝမ်မို့ထားနိုင်နေပါဘူး तू ရဲ့ budget လေးမှမှဒီအမောက်လေးတွေဝင်မယ်ဟိုဒါလေးတွေကဒီလိုလေးတွေဆို ချပြလိုက်တဲ့အတွက်ဟုတ်အဲ့လိုချပြလိုက်တဲ့အတွက်တို့တွေအတွက်ကတော့အရန်ကိုအစဉ်ပြေစီတာပေါ့နော်အရင်ခေတ္တကတော့မင်္ဂလာကြောင်တစ်ခုလောက်တယ်ဆိုရင်အမျိုးသမီးဒီသူတို့သမီးအရန်ပင်မန်းနေမျက်နှာကြီးကြားတယ်တမလားအဲ့လိုတန်နေရအရင်ခစ်ကလေးကကြားဘူးလေဆိုဥဆောင်မင်းနော်မင်္ဂလာဘွဲတဘွဲအတွက်ပေါ့နော် ဘာပဲဖြစ်ကိုကိုတိုင်းတွေကဥဆောင်သွားတဲ့ခါကျအသေးမွားအစားပါတော့တဲ့ခါကျတော့လူကမနိုင်ဝန်ထမ်းလို့ဖြစ်တယ်လေအဲ့ဒီအတွက်အများကြီးတက်တာသွားစေးတယ်ပေါ့နော်အဓိက pressure ပေါ့ pressure တောင်ရောသွားတဲ့အတွက်သတို့သမီးလှလှလေးဖြစ်တာပေါ့နော်ပြီးတော့လှလှအရေးကြီးဆုံးအဲ့ဒီမှာလှလှဆိုတော့လေဟုတ်အဲ့ဒီတော့တကယ်ဖြစ်တယ်သတို့သမီးတိုင်းကဟုတ်အဆင်ပြေသွားစေးတယ်ပေါ့နော်ဘာလို့ဆိုရဲခါကျတော့တူးတဲ့နေပြီးအမေမျိုးစုံကိုဟလာကိုကလုတ်ကင်သွားလုတ်ပေးမယ်လို့တက်တူအဆင်ဆင်ဖြစ်သွားတဲ့ခါကျတော့တိတ်မပင်မန်းတော့ပေါ့ တော့သမီးရဲ့အလှမပြတ်တာလည်းပါတာပေါ့နော်တကယ်အရေးကြီးဆုံးသူဆိုတော့လေဒီတော့ကတော့ကိုယ်တိုင်ပဲလောက်ရတာအခုကကြတော့တကယ်ကိုစီးပွားရေးလုပ်နေကြတာယောက်ျားလေးကဒီမှာမရှိတဲ့သူရှိတယ်နိုင်ငံခြားသွားနေတဲ့သူရှိတယ်လုံးဝနေရနေပြန်မလာနိုင်တဲ့သူရှိတယ်အဲ့တော့ဒီအလုပ်တွေကိုပျောက်ထဲစီစဉ်ဖို့ဆိုတာကလေဖြစ်နိုင်ဘူးဟုတ်ကဲ့ မရမကလှုပ်စင်တော့လှုပ်ရမှာပေါ့เนาะဒါပေမဲ့ဒီလိုမျိုးလေးခုတိုးတက်လာတဲ့ခီရေစီကြောင့်အရာဖြစ်လာတာတော့တမီးကဒါကြောင့်နေလို့တော့ထင်တာပဲဟုတ်ခု wedding planning တွေကဟိုအန်တူတို့အရင်ပေါ့เนาะဟိုလုံခဲ့တဲ့အနှစ်10နှစ်လောက်ကြရင်ဒီ traders တွေ ပါခရရတော့ဘာတော့မှအများကြီး wedding planning နဲ့ assistant နဲ့လုတ်တော့လုတ်ခဲ့တယ်သူကဒါပေမဲ့မအောင်မြင်ပျောက်သွားတာပဲ models လည်းအများကြီးပဲပြခဲ့ရတာပဲเนาะ assistant နဲ့အဲ့တော့တမီလည်းဒီဘက်အပိုင်းမှာ wedding planning နဲ့ပတ်သက်ပြီးတမီရော show တွေပါရှောက်ရဘူးလားအော်ဟုတ်ကဲ့ရှင်တမီး wedding planning နဲ့ပတ်သက်ပြီးတော့မန္တလေးမှာတော့တခါရှိုးရှောက်ပြီးလို့ရှိရပါတော့เนาะပြောပြပါတမီးရဲ့အတွေ့အကြုံအာဒီအဲတမီးရဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့အဲ့မှာရှိုးရှောက်တော့ကိုကဘယ်လိုပြောရမလဲ သူတို့သမီးဝတ်စုံကိုပထမဦးဆုံးညီမဝတ်ဖူးတာပေါ့နော်။အဲ့ဒီအချိန်မျိုးမှာခံစားရတဲ့ခံစားချက်ကလေဟိုပျော်ရယ်ရှင်ကိုကိုကိုကဘာပေါ်မှာအလှဆုံးလို့။အဲ့လိုမျိုးထင်သွားတယ်ပေါ့နော်။ဟုတ်ကဲ့။ဆက်တွဲရအောင်။ ။ငါဆက်ချက်တင်ရအောင်လို့ရှိရင်တော့အဲ့ဒီချိန်တော့ကတော့ညီမချစ်သူမရှိပါဘူး။ဆယ်ရအောင်ပြီးကစားဆိုတော့ပေါ့နော်။မဟုတ်ရင်မရှိတော့မရှိဘူးဒါပေမဲ့ဒီတို့တမီးရဲ့ပုံစံ wedding planning လုပ်တဲ့ခါကျတော့တမီးကိုရှောက်လာတာတကယ်ကိုအတွဲလေးနေတယ်။အတွဲလေးပေါ့အဲ့လိုမျိုးပေါ့နော်။စိတ်ကူးမမြင်လိုက်ဘူးလားလို့အဲ့တော့မေးကြည့်တာ။စိတ်ကူးတော့မမြင်မိပါဘူး။ မြန်မာအင်ဂျင်နဲ့ဆိုပူဆိုရယ်နော်မြန်မာဓမ္မသီးနဲ့ဆိုရင်ရှာဝါရမှုကသူတို့ကတော့ခဏခဏရင်နေအန်နီတူရင်နေပြောကိုကိုလေးတကယ်ဘယ်လိုပြောမလဲမင်းသမီးအဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုပြောရှစ်ခစ်ဒီဗျားတွေလိုမျိုးအဲ့လိုမျိုးခံယူမိသွားတာပေါ့ဟုတ်ဟုတ်ဟုတ် อืมตุ๊ตุ๊ขันษาจิกะตะเฮ้ดันยูบ่เนาะเดี๋ยวเนี่ยเดี๋ยวจะပြောเลยบ่ซะเปียวอะไรบ่เลยหาดีโลเลยเอ๊ะง่าจ่ายเนาะบลูเลยลงมั้ยซื้อหาอยู่ก็อเมยเนี่ยเนาะผิดโอเคอะห่าแล้วซื้อแล้วโหโหคาวินเนี่ยไอ้เมียมาทําไมทิ้งเนี่ยอ๋อไม่ดูเมียมาทําไมทิ้งโหไล่ไปแล้วลั่นช่าไอ้หมูก็บลูมาอ๋อไม่ดูติล่ะกูกูไล่อยู่แล้วทีเนี่ยคุณน่ะตะมีပြောเลยไล่อยู่แล้วทีเนี่ยเจ็ดติชื่ออยู่แล้วทีเนี่ยโหง่าจ่ายเนาะดีโลเลยซื้อหาเลยอเมยนั่นผิดทําไมดี wedding planning อ่ะเมียเราอ่ะเพียงโหปะเนาะ မြန်မာမှုပြုရင်တော့တမျိုးပေါ့အဲနိုင်ငံတကာမှုနဲ့ပြုမယ်ဆိုတော့သူကဒီအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်တော့ဒီအစီအစဉ်တွေကနိုင်ငံသားမှလောက်တာများတယ်ဟုတ်နော်ဆိုတော့အဲ့ဒီတော့နော်ယူနီကောင်းနေနေပေါ့နော်သူတို့ကကြာတော့ဒီလိုဟိုချိုင်းချောင်းတွေမှလောက်တာများဟုတ်အဲ့လိုမျိုးတွေအမျိုးမျိုးတော့တစ်ခါချင် beach ပေးမှာအဲ့အဲ့လိုမျိုးလေးပေါ့နော်ဆိုလို့ကြာတယ်ပေါ့ဟိုမြန်မာပြည်မှာတော့တိတ်အဲ့လိုမျိုးမဖွင့်ထွားတယ်မဖွင့်ဖြိုးတယ်ပေါ့တမီးဆိုတော့အခုဒါလေးတွေပေါ့အော်ဒီ planning ကိုတမီးလောက်လာတဲ့အခါမှာပေါ့နော် ตมีเมียวเนเช่ได้นะเพราะเราที่ตัวเม่ตมี ထင်လဲဒီလုပ်ငန်းကြီးကိုဒီနှစ်ပိုင်းမှာလေဟိုးရင်ကြီးရဲ့အထက်ကိုအရန်ကိုဟိုဖြစ်လာပါဘောနော်ဘိုးကြီးလှုပ်လိုက်တဲ့နှစ်မှာဘိုးကြီးပဲဟိုလိုပြောမလဲကောင်းကုသိုလ်ကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ကိုယ့်ရဲ့အလုံးနဲ့ဒီခီရီစီကြောင့်တိုးတက်တဲ့အချိန်နဲ့တထက်သေးကြသွားတာပေါ့နော်ဟိုဘိုးကြီးတို့ဒီမှာဆိုမခိုင်လေးတို့ကတော့မင်္ဂလာဆောင်တယ်လေသူတို့တွေဆိုရင်ခင်နဲ့အရန်ကွာဘူးမခိုင်လေးတို့ခင်ဆိုရင်ဘာဘိုးကြီးတို့ဒါအခုအချိန်ကြီး admire ဖြစ်နေရတဲ့မင်းသမီးကြီးလေအဲသူတို့မင်္ဂလာဆောင်တော့ဆိုရင် pre wedding ဆိုတာမရှိဘူး မရိုက်ခဲ့ဘူးသူတို့တကယ်ကို actually wearing မှာသူတို့ရတဲ့တပုံတွေပဲရှိတယ်အတူလိုပြောရချင်းပါလေကိုကလေဟမ်မခိုင်လေအဲ့လိုလားဆိုတော့မေးအောင်မေးယူပါတယ်အဲ့ခင်မှာ pre wedding ဆိုတာမရှိဘူးလားပေါ့နော်ဘာလို့ဆိုတော့ခိအရအရင်မကွာဘူးလေဟုတ်တယ်မှာတကယ်ကိုတူတောင်းတော့အားလေးပေါ့နော်ဖြစ်တော့ဖြစ်တော့တကယ်ဆိုအန်တူပြောလို့ပဲတကယ်တမ်းတော့အဲ့ wedding planning ကစနေတော်တော်ကြာပြီအန်တူတို့ fashion image လောက်လောက်ခရဲနေနော်ဆိုတော့အဲ့လိုမျိုးမှစပြီးတော့သူတို့ဒီ ဘယ်လိုခေါ်မလဲဒီဇိုင်နာတွေပါလေအကုန်လုံးစုပေါင်းပြီးတော့လေလောက်ကြဒီ model agency တွေအကုန်လုံးက model ခေါ်ပြီးအများကြီးလုပ်နေကြတာเนาะဟုတ်ဆိုတော့သူဥမာ November December ဖက်မှာလားမသိဘူးဟုတ်တယ်ဟုတ်တယ်ဖွင့်လင်းရတယ်ဟုတ်ကျွန်တော်တို့ပါလို့ဆိုလဲအဲ့လိုမမြင်နဲ့လောက်တယ်ပွဲတော့ဟုတ်ဖွင့်လင်းလို့ဆိုလဲမေကာကင်ဆန်ဝင်းတို့အကြီးကျယ်လုပ်ခဲ့တာပဲဒါပေမဲ့တို့စီကအဲ့ဒါကြောင့်အဲ့ဒါကြောင့် wedding show တွေခုနသမီးပြောတာကြာ pre wedding ရိုက်ကြမှန်တယ်လေအတူပြောတာက pre wedding ရိုက်တာဟုတ်တယ်ဟုတ်တယ် wedding show ရဲ့ရည်ရွယ်ချက်ကပြတာအဲ့ဒါကြီးပါအဲ့ဒါကြီးလေဖြစ်လုံနေရပဲเนาะအဲ့ဒါပဲဟုတ်တယ်လုံနေရဒါပေမဲ့ဟိုဖြစ်မလာဘူးဖြစ်မလာတဲ့အတွက်အခုတမီးရဲ့ wedding planner တမီးလုံနေပြီလုံနေပြီဆိုအရင်တော့တမီးရှေ့မှာတယောက်နှစ်ယောက်လုတ်ခဲ့ပူးတယ်နာမည်လည်းရှိတယ်ပေါ့เนาะ Chinese တွေတယောက်ထဲလည်းပါဒါပေမဲ့မအောင်မြင်ဘူးတမီးကဟုတ်အဲ့ဒါကြောင့်လို့အခုဒီလိုပြောလိုက်လို့စိတ်သက်သာဖို့တော့မဟုတ်ဘူးပေါ့เนาะ ဒါပေမဲ့ခက်ကပြောင်းလာပြီဆိုတော့အဲအဲ့ဒါကိုညောင်းနေပြောသလိုပေါ့လေဟိုတမိပဲကန်ကောင်းနေပဲပြောရမှာပေါ့ဟိုသူများတွေရှိမှာလုတ်ခဲ့တယ်ထွက်သွားတဲ့လူတွေရှိရဲဆက်ပြီးတော့လုပ်နေတဲ့သူရှိရဲပြီးတော့အရန်အောင်မင်းရဲ့ wedding studio ရှိရဲလေမော forever လို့ပါလို့ဆိုတော့တကယ်ကိုသူတို့တွေကမျိုးရိုးစင်ဆက်လုပ်ခဲ့တာချောဆူလို့ရက်ဆိုင်တူလို့သူတို့တွေကကြတော့လေတကယ်မျိုးရိုးစင်ဆက်လုပ်ခဲ့တာအခုချိန်တော့လည်းသူတို့တွေကနံပါတ်1ပဲလေအဲ့လိုမျိုးဟုတ် forever အဲ့လိုမျိုးဟုတ်အများကြီးပါပဲဟုတ်အများကြီးတော့အများကြီးရှိပြီးတော့ အဲ့ပိုင်းတွေကိုတရုတ်တရပို့ပြီးရိုက်ကြတယ်မြန်မာတွေထက်ကိုလေဟုတ်တယ်အဲ့တော့သူတို့တွေကသူတို့စမ Evering Gown လေးရှိတယ်ဒီထမသိန်းအင်ကြီးတွေကအစားเนาะအရန်နှစ်လပပတကယ်တခန့်တနာနဲ့သူတို့လှုပ်ထားတာပေါ့เนาะဒါပေမဲ့အခုအန်တီတူကဘာထိုးဖောက်ရမလဲဆိုတော့ဟာသမီးအန်တီတူကအဲ့ဒါကိုမေးနေတာမတို့ထိုးဖောက်မလဲဆော့ဆော့ပြောလို့ဘာလူဒန်းစားပေါ့ လူသားစားမှာလည်းအများကြီးဆိုင်တယ်သမီးအဲ့တော့အဲ့ဒီဟာကိုသိအောင်ဟာလာဒီလိုရှိပါတယ် planning ထဲမှာဟာလာအစင်းအစင်းဘလူး short ချခြင်းဘလူးလုပ်လို့ရတယ်ဆိုတော့သမီးတို့လိုအပ်တယ်ဟို service တို့ package လေးနေပေါ့အဲ့ဒီလေဟိုကိုတက်နိုင်လိုက်တယ်ဟိုအဲ့လိုမျိုးအပိုင်းလေးနေဘယ်ဘိုင်းမှာတော့ဗားလေးပါတယ်ပေါ့တပုံရိုက်လို့ရမယ်သမီးတို့အခုဆို one stop service ဆိုရဲဒီပြအဲ့လိုမျိုးလုပ်လိုက်ကြတာပေါ့အဲ့တော့ကိုကဒီဘိုင်းဒီဖိတ်စာလေးကတော့ဒီလောက်တန်လေးမှာဒါတွေဒါတွေရှိတယ်အဲအဲ့လိုမျိုးပေါ့အဲ့တော့ဟိုကိုရဲ့ မပူမရတော့ဘူးကွာနေတခါလေကြာရင်ငါပစံနေငါရဲ့ဒီပွေးရအလှပါမလားလောက်ပါမလားဆိုတဲ့ဟာမျိုးကြီးအကောင်တော့အခုတော့တမျိုးကဒါမျိုးတွေကိုချမ်းသာတဲ့သူကလည်းချမ်းသာလို့ဒဲသူတွေပေါ့ဟိုပို့ပြီးချဲလို့ရတဲ့သူတွေပေါ့အဲဒီမတက်နိုင်တဲ့သူဟိုကိုပါကိုကိုတူကိုတာလင်းလာဆောင်ရမဲ့သူတွေအတွက်ကလည်းအဲဒီလိုအပိုင်းလေးပေါ့မျိုးစုံပေါ့ package နဲ့ဆိုတော့အစင်ပို့ပြီးပြေးသွားတာပေါ့နော်ကိုရဲ့ကိုတက်နိုင်တဲ့ရင်းနှီးပုံမူတည်ပြီးတော့လုပ်လို့ရတာပေါ့ by the way တမီးလည်းအိမ်အောင်ပြုမယ်ဆိုရင်မစပွန်ဆာပေးပါတယ်လို့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့အန်ဒရီဒီနေ့စကားဝိုင်းလေးကိုပေါ့နော်ဒီလောက်နဲ့ပဲအဆုံးတက်ကြအောင်နော်ဆိုတော့နောက်တစ်ခါမှပဲအချိန်ရင်ထပ်ပြီးတော့နော်ပြောမယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့ဒီအမျိုးသမီးစကားဝိုင်းကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေကိုလည်းသူကျေးဇူးတင်ရှိပါတယ်ရှင်နောက်လာမယ့်အပတ်စဉ်ကျမတို့တင်ဆက်နေကြ အင်္ဂါနေ့တိုင်းကိုလည်းကောင်းလို့ရလေးတွေကိုကျမတို့ရွေးချယ်ပြီးတော့ဆက်လက်တင်ဆက်သွားပေးပါဦးမယ်လို့ပြောရင်းနဲ့ကျေးဇူးတင်ကြောင်းပြောကြားပါရစေရှင်။